က်ကိုအသုံးပြုပြီးတော့အတက် animation တွေကိုဘယ်လိုလုပ်လဲဆိုတာကိုတည်ပြီလားတကယ်လို့မတည်သေးဘူးဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါအဆင်ပြေသွားပါလိမ့်မယ် project ကိုဝင်မယ်ပြီးရင်ဒီဘက်ဘေးမှာရှိရဲ library ထဲကနေပြီးတော့ black background တစ်ခုကိုရွှေ့လိုက်မယ် app ကိုနှိပ်မယ်အာ test လေးကိုနှိပ်မယ်ပြီးလို့ရှိရင် app tag ကိုနှိပ်မယ်အမှကိုရေးမဲ့စာကိုရေးမယ်ပေါ့နော်ပြီးရင် font size ကိုလည်းရွှေ့မယ် ဒီမှာဆိုလို့ရှိရင် style ထဲမှာလည်းကိုကြိုက်တဲ့ style တစ်ခုခုထားလိုက်မယ်ပြီးရင်အမှန်ရစ်ကိုချစ်လိုက်မယ်ပုံရဲ့အနောက်ကိုစောက်ရွှေ့လိုက်မယ်ပေါ့နော် text layer ကိုထောက်မယ်ပြီးရင်ဒီဘက်ဘေးမှာရှိရဲ့ animation ဆိုတာကိုနှိပ်မယ် flash gather ဆိုတဲ့ဟာလေးကိုထားလိုက်မယ်နော် in မှာဒါထားလိုက်မယ်ဒီဟာကိုလည်းနည်းနည်းလေးရွှေ့ထားလိုက်မယ်နောက်တစ်ခုက out animation out မှာက white down ကိုရွေးမယ်ပြီးရင်ဒီဟာကိုလည်းဆွဲထားလိုက်မယ်အမှန်ကြီးကိုချစ်မယ်ပြန်ကြည့်ကြည့်မယ်နော် ပြီဒီမှာ animation အောက်တဲ့နေရာမှာကအောက်ကိုပြုတ်ကျသွားတဲ့ပုံစံလေးပေါ့နော်အဲ့တော့ဒီဆက်လုံးလေးအောက်ကိုရောက်သွားတဲ့နေရာကိုခဏမှတ်ထားပြီးတော့ add တက်ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီမှာကအာ dotted line လေးတွေထားမယ်ပေါ့နော်ဟုတ်ပြီဒီလောက်လောက်ထားမယ်ပြင်စတိုင်မှာဒီဟာကိုနည်းနည်းလေးပုံစံသွားပြောင်းမယ်ဒီစပန်းနီးမှာအဲကာရက်တာကိုရွှေ့မယ်ပေါ့နော် ဒီမှာ analyze လိုမျိုးဖြစ်သွားပြီဆိုလို့ရှင်အမှန်ချစ်ကိုချစ်လို့ရတယ်ပြီးရင်ဒီ analyze layer လေးကိုဖြီးပြီးတော့ဒီလိုမျိုးလေးဖြစ်အောင်ထားလိုက်မယ်ပြီးရင်အပေါ်လေးကိုတင်ထားမယ် ဒီဟာကို key frame ချလိုက်မယ်ဒီဆက်လုံးကအောက်ကိုဒီမှာပျောက်သွားတဲ့နေရာကိုဒီ key frame ကိုလိုက်ပြီးတော့လိုက်ရွှေ့ထားလိုက်မယ်ပေါ့နော်ဘောကလေယာလေးကိုဆွဲပြီးဒီလေးရွှေ့လိုက်တယ်ပြီးရင်ဒီလေယာကိုရှေ့ကိုလည်းနည်းနည်းတိုးထားလိုက်မယ်အဲ့ဒီအရှိ့ကိုသွားပြီးတော့အောက်က animation ကို animation in လေးတစ်ခုထည့်မယ်ပေါ့နော်ဟုတ်ပြီဒီမှာ blur to the right ဆိုတာကိုထားလိုက်မယ်ဒီဟာကိုကြတော့ဒီမှာမြင်မြန်လေးတစ်ခုထားလိုက်မယ်ပေါ့နော်ဟုတ်ပြီအမှန်ကြီးကိုချက်လိုက်မယ် ဟုတ်ပြီပျောက်သွားတယ်ပေါ့နော်ပြီးရင်ပထမအဆုံးထားခဲ့တဲ့ key frame နေရာကို attack ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီမှာ ကိုပထမအဆုံးရေးခဲ့တဲ့စာပေါ့အဲ့စာကိုပြန်ရေးမယ်ဒီမှာကတော့ကိုဘက်ကိုပေါ်ခြင်းနဲ့ပေါ်ခြင်းနဲ့ဟာကိုရေးလို့ရရပေါ့နော်ဒီမှာတော့ဒီခုနကရေးခဲ့တဲ့အတိုင်းပဲထားလိုက်မယ်ပြီး style နဲ့မှာအယောင်နောက်တစ်မျိုးထည့်ရွေးလိုက်မယ်နော်ခုနကအမဲအောင်ပဲထားခဲ့ပေမဲ့အခုအစိမ်းအောင်လေးထားလိုက်မယ်အဲ့အစိမ်းအောင်အယောင်နဲ့လိုက်ညှိလိုက်မယ်နော် ပင်အမှန်ကြီးကိုချစ်မယ်ဒီလေယာကိုလည်းခုနပထမဆုံးထားခဲ့တဲ့တက်လေယာအတိုင်းလေးပဲထားလိုက်မယ်ပေါ့နော်ပင်အမှန်ကြီးကိုချစ်မယ်ပြီးရင်ဒီအောက်ဆုံးကလေယာကိုလည်း animation တစ်ခုထည့်မယ်အဲ့ဒီ animation ကတော့ဒီ fade in ဆိုတာကိုထည့်လိုက်မယ်ဒီ fade in ကိုအဆုံးထိဆွဲလိုက်မယ် ပြီးရင်ဒီမှာကဒီ၃ခုကဒီမှာလာပြီးတော့ထက်နေရယ်နော်အဲ့အမျိုးကြီးမထက်ရအောင်လို့အဲ့ဒီအောက်ဆုံးကလေယာဉ်ကိုထောက်ပြီးတော့အောက်မှာမြင်ရတဲ့ဒီလေယာဉ်ဆွဲဟာကိုနှိပ်လိုက်မယ်ပြီးရင်အဲ့ဒီလေယာဉ်ကိုနောက်ဆုံးကိုဆွဲလိုက်မယ်အမှန်ကြီးကိုချစ်မယ်ပြီးရင်ပြန်ပြီးတော့ကြည့်ကြည့်မယ်နော် new project ကိုဝင်မယ်ပြီးရင် library ထဲကနေပြီးတော့ black background တစ်ခုရွေးမယ် add ကိုနှိပ်မယ်ပြီးလို့ရှိရင် tag ကိုနှိပ်မယ် add tag ကိုနှိပ်မယ်ဒီမှာလဲစာတစ်ခုကိုထည့်မယ်ဒီ font size မှာကိုကြိုက်တဲ့ font size ကိုတစ်ခါရေးထားမယ်။ပြီးရင် style ထဲမှာအရောင် color တစ်ခုထည့်မယ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင်ဘယ်အရောင်ထားခြင်းလဲအမဲအရောင်ထားခြင်းလားအဝါအရောင်ထားခြင်းလားထားလို့ရတယ်။ပြီးရင်အမှန်ချစ်ကိုချစ်မယ်။ ပြီးအဲ့ဒီလေယာကိုအနောက်ဆုံးထိကိုဆွဲထားလိုက်မယ်။ဒီ test လေယာကိုထောက်မယ်။ထောက်ပြီးလို့ရှိရင်အောက်မှာ style spray ဟာကိုနှိပ်မယ်။နှိပ်ပြီးလို့ရှိရင်ဒီအပေါ်မှာ key frame လေးရှိရယ်နော်။အဲ့ဒီ key frame လေးကိုနှိပ်လိုက်မယ်။ပြီးရင်အာ video ကိုဒီဘက်နဲ့နဲ့တိုးမယ်။ပြီးရင်ဒီအောက်မှာကိုထည့်ချင်တဲ့အာ color ကိုရွေးမယ်။ video နဲ့နဲ့တိုးမယ်။ color ထည့်မယ်။ video တိုးမယ်။ color ထည့်မယ်။ဒီလိုမျိုးအဆုံးထိပဲကိုထည့်ချင်တဲ့အလောက်ပဲထည့်လို့ရရယ်ပေါ့နော်။ပြီးလို့ရှိရင် animation တစ်ခုထည့်မယ်ပေါ့နော်။ဒီအရှိဆုံးကိုဆွဲလိုက်မယ်။ပြီးလို့ရှိရင် animation ကိုနှိပ်မယ်။ဒီ animation ရှိမှာတော့လူ animation ကိုထည့်ရမယ်ပေါ့နော်ဒီဟာလေးကိုထည့်ကြည့်လိုက်မယ်ဒီလိုမျိုးလေးပေါ်လာရဲ့ပေါ့နော်ပြီးအမှန်ကြီးလေးကိုချက်လိုက်မယ်ဒါတော့ပြန်ပြီးတော့ play လုပ်ကြည့်မယ်ဟုတ်ပြီဒီမျိုးလေးပေါ်လာရဲပေါ့နော်ခုပြပြပေးခဲ့တဲ့တက် animation တစ်ခုကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေကိုထပ်ကြည့်လို့ရအောင် channel လေးကို subscribe နှိပ်ခဲ့ပြီးပြောချင်ပါတယ်